ရာသူရာသားတွေရဲ့နောက်ဆုံးရသတင်းတွေသိရပါလားဟုတ်ကဲ့သိရပါပြီပိတ်မိတ်စုံစမ်းထားတဲ့ရွာသူရွာသားတွေရဲ့နောက်ဆုံးရသတင်းကိုစိန်စိန်ကတင်ပြပေးတော့ပါပထမဆုံးတာရဲသတင်းအနေနဲ့ရွာတောင်ပိုင်းမှာ28နှစ်ရွယ်မျိုးသားတဦးသေဆုံးကျွန်တော်ရဲ့ခရစ်ဆယ်ခိုင်စုရဲ့ကျွန်တော်တို့ဒီရွာဘက်ကချမ်းပေါ့ကိုကျော်ထက်အောင်ရဲ့အာကောင်းဆက်ရဲ့အဘက်ပိုင်းကကျတော့မျိုးရလာတဲ့အပိုင်းပေါ့ဟုတ်ပြီးရင်မလနုထွန်ပါတယ် ဟုတ်ကဲ့ပေါ့ပါတယ်ပြီးအလာတို့ပေါ့အတားတွေတော့များပါတယ်တာကြီးတို့ရောအာပြီးလို့ရှင်အနီကမုံကြီးတို့ရောပုံပါကြတယ်ဟုတ်မမအခုဒီဘက်ရွှေရှင်ဘက်ရောက်လာတဲ့အခါကျတော့တကယ်ကိုရဲ့စီနီယာတွေရောကိုရင်တော့ TV ထဲမှာပဲမြင်ခဲ့ရတဲ့သူတွေနဲ့တို့တွဲပြီးတရုပ်ဆောင်ရခါကျတော့အမြင်လဲပိုကျတာပေါ့နော်။ October 25မှာရင်း series ပေါ့နော်။အဲ့ဒါဆိုလို့ရှင် Fortune နဲ့အာ Heblin နဲ့မှာပြရမယ်ပေါ့နော်။အဲ့မှာဆိုတော့ကျွန်တော်ဟာသူရဲ့ဥနေအားနဲ့တရုပ်ဆောင်တာကျွန်တော်ပြင်ပလက်တွေ့နေထိုင်မှုနဲ့အရန်ခွာဟာတယ်။ ပြင်မာသူတို့တည်းကျွန်တော်အဲ့လိုကလေးလိုပဲနေတာကလေးဘုလောက်တာအဲ့ပြင်မာဇလန်ထဲမှာ character ကျွန်တော်အရန်ကွာချတာအိဇက်ကောင်တော့ဆိုကျွန်တော်အရန်ပြင်ဆင်ခဲ့ရတယ် ਨੇ ਛੋ ਛੋ ਠਾ ਲੋ ਖਲੇ ਲੂਜੀ ਮਿਆ ਅਡਰੈਸ ਸੋ ਕੁਕੂ ਵੇ ਨਾ ဟာဆိုတော့ဒီနှစ်ဦးသားတွဲပြီးတော့ဇာကာလေးရိုက်ခါနေကြရတယ်အဲ့အလေးကိုပြပြီးမှဟုတ်အခုပြကျွန်တော်ကိုင်းနဲ့မှာပြနေအရှိကိုလျှောက်ပါလို့မှာကျွန်တော် series မှာဆုံးခါပါတယ်။ဟုတ်ကဲ့ကျွန်တော်အဲ့မှာကျွန်တော်တို့တစ်ဖွဲ့ပေါ့နော်။ကျွန်တော်ရဲ့ Chris ရဲ့ခိုင်စုရဲ့ကျွန်တော်တို့ဒီ draw back ကချမ်းပေါ့ကိုကျော်ထက်အောင်ရဲ့အာကောင်းဆက်ရဲ့ app ပိုင်းရဲ့ကျွန်တော်မျိုးရလာတဲ့အပိုင်းပေါ့။ဟုတ်ပြီးရင်မလနုထွန်ပါတယ်။ဟုတ်ကွန်တီတော့ပါတယ်။ပြီးအလာတို့ပေါ့။အတားရောအများပါတယ်။တာကြီးတို့ရောအာဖြစ်လို့ရှင်အနီကမုံကြီးရောပုံပါကြတယ်ဟုတ်။ 嗯，太老了。 အဲဒီလိုစက်ကားတွေလည်းသင်ချိုင်းလာဒီတော့ဟာတာဇလန်းတို့လေးကိုပြုတ်တွေ့ရနော်အားသေးစားပိတ်ခဲ့ပေါ့နော်အဲအဲ့ဒါကဘူးကြတော့စကားတက်တွေရောက်လာဆိုဘယ်လိုမျိုးလေး change လေးဖြစ်နေဘယ်လိုမျိုးအစီအဟာအပုံမှန်ဒီအခါကျတော့ဟာတာ online funny comedy အ funny video ပေါ့နော်ရိုက်တာကြတော့ကိုယ့်ပေါ့ပပတငယ်ချင်းနဲ့ရိုက်တာဒါပေမဲ့အခုဒီဘက်ရွှေရှင်ဘောက်ရောက်လာတဲ့အခါကျတော့တကယ်ကိုယ့်ရဲ့ senior တွေရောကိုအရင်တော့ TV ထဲမှာပဲမြင်ခဲ့ရတဲ့သူတွေနဲ့တွေ့ပြီးတယောက်ဆောင်ရတဲ့အခါကျတော့အမြင်လဲပိုကျတာပေါ့နော်တကယ်ပညာရေးလည်းရပါတယ်ဟုတ်ကဲ့ comment တော်ဝင်ရအောင် ာအခုဒီအဲ့စကားပြီးတခြားဇလန်းလေးလည်းရိုက်ထားကြားသိရတယ်အဲ့စာလေးနေဆက်ပေးပြောအဲရိုက်ထားတယ်ဆိုတော့အခုအနည်းဆက်ဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ October 25မှာရင်း series ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် Fortune နဲ့အာ Heblin နဲ့မှာပြရမယ်ပေါ့နော်အဲ့မှာဆိုတော့ကျွန်တော်အာသူရဲ့ဥနေရာနဲ့တရုတ်ဆောင်တာကျွန်တော်ပြင်ပလက်တွေ့နေထိုင်မှုနဲ့အရန်กว่าဟာတယ်ပြင်ပသူတို့တိကျွန်တော်အဲ့လိုကလေးလိုပဲနေတာ ကလေးဘူလောက်တာအဲ့ပြင်မှာဇလန်နဲ့မှာကာရက်တာကျွန်တော်အရန်ကွာချတာအိုက်ဇက်ကောင်တော့ဆိုကျွန်တော်အရန်ပြင်ဆင်ခဲ့ရတယ်အဲ့မှာမင်းဖုံမြတ်ပါတယ်ကျွန်တော်ပါတယ်ဆုထက်ထက်ကျော်ပါတယ်အာပြီးလို့ရှိရင်ကျော်စင်မြင့်မြတ်ပါတယ်ပေါ့နော်အာပြီးတော့ခြားတုဆောင်လည်းအများကြီးပါသေးတယ်အပပိုင်တို့လည်းပါတယ်အဲဟုံလုံးပေါ့နော်အော်အော်ရွှေကျိုးတွေမှာဆိုအောင်မြတ်ခင်တို့လည်းပါတယ်အာမခွန်တက်ပြင်သူမြတ်ပိုင်းဆိုတော့အတားတွေအများကြီးပါခဲ့တယ်ပေါ့နော်ဇလန်လေးကလည်းအဆက်ဝင်သားကြကောင်းပါတယ်ဟုတ် ခုရွေးချယ်ရဆိုအရင်တော့ကတော့ကျွန်တော်ကိုဆိုလို့ရှိရင်တဘာဝလာစားမှာကျွန်တော်စခဲ့တာဟုတ်မတ်တာစခဲ့တယ်အဲ့တော့ကျွန်တော်ပြင်မနေထိုင်မှုနဲ့ကြည့်ဘူးလူတွေအေးတယ်ထင်ကြတာအဲ့တော့ error character တွေပဲကျွန်တော်အရင်အလာများတယ်ဆက်ဆောက်ဦးဆုံး villain character လေးကိုစလုပ်ခွင့်ရတာမဟာနဲ့ရိုက်တဲ့အလင်းမဲ့ညမှာအလင်းမဲ့ညမှာအဲ့ဒီ video clip တွေကတကယ်တော့ရိုက်ခဲ့တာကျွန်တော်မကြဘူးဆို9နှစ်လောက်ရှိ6-9နှစ်ရှိဒါပေမဲ့အဲ့ကားလေးအခုဘရောမဆိုလေးအဲ့ဒီဇက်ကောင်ကျွန်တော်ဖိုက်ထွေးတာတွေအများနဲ့ကျွန်တော်ပြန်ပြန်ပြီး comment လေးတွေမှာတွေ့ရတယ်အာပြောရစီအခုနောက်ပိုင်းဆိုလည်း villain character လေးတွေပို့ပြီးတော့ကန်လန်းလာကြတယ် ဒါဆိုဒီထိုင်ဆိုအောင်အဲဦးလက်ရှိပါဆိုရင်တော့ဒီအဲဘုံဇက်ကားလေးဈိုက်ဒီဒီဈိုက်လာဈိုက်လာဆိုတော့ဘင်းကတော့ဘင်းတော့အလိုလိုဟာတာကားအဖြစ်ကြီးဒရမာကြီးပါပဲရိုက်လို့ရှိအဲလောလောဆယ်တော့ခင်ဆိုဟာတာပဲရိုက်နေတော့မှပဲဒရမာတော့ရိုက်ဖို့မရှိသေးပါဘူးဒါပေမဲ့ရလို့ရှိရင်တော့လောက်တက်လို့စင်တာပေါ့နော်အိုက်တင်လေးပေါ့စင်ကာပူပါ challenge တစ်ခုပါဟုတ် ไคสโลအမြဲရိုက်နေတဲ့ကျောက်စာရောဆက်ရိုက်ဖြစ်တယ်အော်ရိုက်ဖြစ်နေပါရဲ့အခုခါဆိုဒီအဲအဲ့ဒါကြောင့်ရန်ကုန်မန်လေးတောက်လျှောက်သွားတာဆိုတော့လေအဲမန်လေးမှာရိုက်ဖြစ်တယ်ရန်ကုန်မန်ရိုက်ဖြစ်တယ်အဲ့လိုမျိုးလေးပေါ့ online commercial လေးတော့ရဖြစ်နေပါတယ်ဟုတ်အဲအခုအရင်ကလေးကတော့အခုရောလက်ရှိပေါ့နော်အဲခိုင်စို့ကျေးဇူးအားပေးကြတဲ့ပရိသတ်ကြီးတယောက်ချင်းချင်းကျေးဇူးဆင်ညာကိုကျေးဇူးများကြီးတင်ပါတယ်အဲဒီသတင်းချုပ်တစားမနိုင်အခါသမီးမှလည်းအများကြီးပျော်ရွှင်ချမ်းမြေ့ပါစေလို့ဆုတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကိုကျွန်တော်အနုပညာတက်တန်းအခုဆို12နှစ်ကျော်ခဲ့ပြီပေါ့နော်ကျွန်တော်အမြဲတမ်းအားပေးခဲ့ကြတယ်ကျွန်တော်ကိုမင်းတော်ဝင်းဆိုတာနဲ့ဖန်တီးတဲ့အနုပညာတွေက အကောင်းပါပဲဆိုရယုံကြည်မှုတစ်ခုနဲ့အားပေးခဲ့ကြတဲ့သူတွေရောအခုမှစသီးရဲ့သူတွေရောဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်အားပေးတဲ့သူဒီစီရောက်ရှင်သူကျေးဇူးများရှိတင်ပါတယ်။အာသူတို့ရဲ့အားပေးမှုနဲ့ထိုက်တန်တဲ့ကျေးဇူးတောင်းနေကျေးဇူးစားနေပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။